ီးနှစ်တလင်းမြို့နယ်မှာရှိတယ်။လေယာဉ်မြေအသိခံရတဲ့လယ်သမားတွေရဲ့အရေးကိစ္စတွေကိုလိုက်ပါဆောင်ရွက်ပေးရင်းနဲ့မဟီလာမြို့နယ်ပြည်သူ့ကြိုးဆောင်ကိုရကတော်မြင့်မြင့်အရာတရားဆွဲဆိုခံခဲ့ရပါတယ်။အခုလိုတရားဆွဲဆိုခံခဲ့ရပြီးနောက်ဒီဇင်ဘာလ23ရက်နေ့ကပြန်လည်လွတ်မြောက်လာတဲ့တော်မြင့်မြင့်အေးနဲ့ကျွန်တော်တို့ DPP ရုံးမြင့်တန်းကြားကနေပြီးတော့မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့တွေ့ဆုံမြင်မြန်ခဲ့ပါတယ်ရှင်။ဟုတ်ကဲ့အသိမြင်လာပါရှင်။ဟုတ်ကဲ့ပါ။ โอเคမင်္ဂလာဆိုတာထဲ့ဘောเนาะဒါမနေ့ကအန်ဒီပြင်ပြီးတော့ဒီအမှုအရင်လွတ်မြောက်လာရတော့ပို့ပြီးတော့ကျွန်တော်တို့ကဒီ1 star 1 star ပါတယ်နောက်ခုပို့ပြီးတော့မင်္ဂလာရှိရလို့ပြောရမှာပဲ အခုဆိုရင်အန်တီပေါ့နော်ဒါကတော့တီဗီသားကြီးဖြစ်ပြီမဲ့ပြောပြပေးပါဦးဒီဒီတစ်ခေါက်ပေါ့နော်ဒီတစ်ခေါက်အန်တီအမှုဆွဲဆိုတဲ့အခါမှာဘလို့ပုံမှန်ရင်အန်တီကိုစပြီးအမှုဆွဲဆိုခဲ့ရတယ်ဆိုတော့တည်တင်ပါရဲ့ရှင်음ကျမကိုပေါင်းတယ်မျိုးနဲ့တလင်းမျိုးနှစ်ခုစက်ကြမ်းမှရှိတဲ့လေယာဉ်မျိုးမှာကစစ်တပ်ကနေနဲ့ရဲရနေပေါ့ဧကတရာကျော်လောက်ကိုတင်ထားတဲ့လေသမားတွေကသူတိစားပေးစရာမလိုတော့ဘူးဆိုပြီးခဲ့တဲ့ကမပြေးရခါမှာဒီနေ့ကျတော့သူတို့ထုံခွင့်မရမှာဆိုလို့ကျမတို့လာပြီးတော့ကြည့်လှဲ့ပါအောင်ကုညီပေးပါဆိုကျမ ော်သွားကြည့်တာတက်တက်ပဲပေါ့အဲပြောရရင်တော့မြို့ပေါ်ဆိုတာလေတော်ပဲလေခွင်းနေပေါ့နော်အဲ့ဒါကိုသွားကြည့်တဲ့အခါမှာနတ်တလင်းမြို့နယ်အချို့ကြီးမှုန်နေပြီးတော့သူတို့ဟိုကျမတို့တရားဆွဲဆိုတယ်ပေါ့နော်အဲသွားကြည့်တယ်အဲ့ဒီကျမတို့ခေါ်ပြီးတော့သူတို့ဇွန်လဆယ်နေရခေါ်တယ်။ကျွန်တော်မူရနေတော့17ရက်နေမှသွားနိုင်တယ်။အဲ့ဒီပုံမှာရောက်သွားတဲ့အခါမှာတို့ကခင်ဗျားရရတင်းအချမ်းကြီးကိုနှောက်ရက်တယ်ဆိုတော့ ပြောတယ်ပေါ့ပြောတဲ့ခါမှာကျွန်တော်တို့ရောက်သွားလို့ဗမလေးလာတယ်တင်အကျန်သားရဲ့ကိုနောက်ရှင်မဖြစ်ဘူးလက်သမားရယ်ပြောရှင်နဲ့သူတို့မြို့သူတို့ထွန်ခဲ့တာအဲ့ညာဘာကန့်သက်ချက်မှလည်းမရှိတဲ့အတွက်သူတို့ထွန်တာအဆင်ပြေတယ်ပေါ့အဲ့ခါမှာငါကျွန်တော်တို့ နောက်ဆုံးပဲခေါ်တာကတော့မြို့နယ်အချို့ရေးဥစော်တွေဖိတ်ကြားပါတယ်မိလာပြည်သူ့ကျောက်ဆောင်ကွန်ရက်အဖွဲ့ဆိုတဲ့နာမည်ကိုကွန်ရက်ကကွန်ရက်အဖွဲ့မပါဘူးအဖွဲ့ဆိုစကလုံးထည့်သုံးပြီးဆိုတော့လည်းဖိတ်စာပေါ်မှာဖိတ်တဲ့စာရွက်ပေါ်မှာအဲ့လိုရေးထားပြီးတော့ခေါ်ပြီးတော့မြို့နယ်အချို့ရေးမှုရောမှာအဲ့လိုအနေနဲ့စကားတွေပြုတ်ပြီးကျွန်တော်တို့ရေးစကားအောင်ထွက်လိုက်တယ်နတ်တလင်းရေးစကားအဲ့ဒီကြတော့မှလာကျွန်တော်တို့ကိုကြီးဟာသမင်းလေးအချက်လက်တွေပေါ့နော်မှတ်သားတွေယူပြီးတော့ညနေကျမှအတင်းဖွဲ့ပုံမှန်6 88နဲ့ဆိုပြီး ပေါက်တဲ့ထောင်ကိုပို့လိုက်ပြီးတော့ဖမ်းလိုက်ပေါ့နော်ရေနဲ့ဒါဆက်ပြီးရှင်းဖို့ရမနှစ်ပတ်ယူရဲဆိုတရားရင်ကနေနှစ်ပတ်ယူပြီးတော့ချိန်တယ်အဲ့တော့ ဘာအမှုနဲ့ဆွဲကြလဲဆိုတော့ဒီ688က90ယူကပွဲတုန်းကထုတ်ခဲ့တဲ့ဥပဒေနဲ့ပါတီနဲ့ပတ်သက်တဲ့ဥပဒေဖြစ်တယ်အဲ့ဥပဒေကိုကလည်းအမှန်ချက်သိမ်းကနှီးနေပြီသို့တော်လည်းအဲ့ဥပဒေနဲ့မညစ်စွန်းမနဲ့သူတို့ကကျမတို့ကိုကြမ်းဖန်ပြီးတော့ပေါ့နော်ဘာနဲ့မှဆွဲလို့မရတော့ဟိုတော်တယ်ဖြစ်နေတော့လဲဒါငါငါခါကွေးနဲ့လည်းမညစ်ဆက်ရှင်နဲ့လည်းမညစ်နဲ့ဆိုတော့ဆွဲ688နဲ့ဆွဲခဲ့တာပဲ ဟုတ်ကဲ့ပါရှင်အဲ့လိုဆွဲခံရတဲ့အပေါ်မှာကောဒီအန်ဒီဒေတော်မြင့်မြင့်ကြီးတော့ကြည့်ရဲ့တကယ်လေထုံနဲ့ဒေသမားတွေကရောအဲ့လိုဆွဲခံရတဲ့မှာရောပါသလားရှင်သူတို့မဆိုကျွန်မသွားတာ၃ယောက်ပေါ့နော်ဟိုဒေါ်မခင်မိခိုင်ရဲ့ကိုသန်းစင်ထဲကျွန်မရဲ့ပေါ့မခိုင်ရဲ့ကျန်ကောင်ပေါ့နော်သန်းစင်ထဲကတော့နှစ်တင်းရဲ့သူတို့ကျွန်မ၃ယောက်ပဲဆွဲတာ ကဲဒီ၃ယောက်ပဲတော်တယ်တကယ်ဟိုပဲလေထုံနဲ့ကံကံမြောက်လုပ်တဲ့သူတွေကိုမဆွဲမနဲ့တွားရောက်ကြည့်ရှုတဲ့သူတွေကိုဒီပုံမှန်နဲ့ထည့်ပြီးတော့ဆွဲရပေါ့နော်အဲ့လိုဆွဲတဲ့အခါမှာတကယ်အနီထောင်ရောက်သွားပြီပေါ့နော်ထောင်ရောက်သွားတော့အနီနေနေလဲရှေ့ကနေပြီးတော့ထောင်အတွေ့အကြုံတွေလည်းရှိခဲ့ဘူးရေပေါ့နော်ဒီတစ်ခေါက်ထောင်ရောက်လာတော့ဘာလေးကွာစားချက်ရှိလဲရှင် ဟိုနည်းနည်းများတော့သူတို့စနစ်ပြောင်းလာခစ်ပြောင်းလာပြီပေါ့နော်ဒီမိုကရေစီပဲဥတည်လာပြီလို့ဟိုသူတို့ထောင်ဝန်ထမ်းမျိုးသူမိတယ်လည်းပြောရတယ်ဟိုတွင်းလာတဲ့အစားအသောက်ကအစားအရင်လိုလည်းလည်းလေးကန့်သက်ချက်မှုပဲတွင်းလို့ရတာပဲလေပေါ့နော်အဲ့တည်းဟိုကျမအနေနဲ့ဒီကနေ့ကိုပြောမယ့်အချိန်ကန့်သက်လည်းနည်းပါဆိုလို့ပေါ့နော်ထောင်ကိုတော့အဓိကမပြောလို့မပြောလို့ဆိုတာ ပြောင်းလာတဲ့ခစ်စနစ်ပေါ်မှာအနေချင်းပြောင်းလာပြီးတော့ဟိုကျွန်တော်တို့ရဲ့နိုင်ငံသမားအနေနဲ့နေခဲ့ရတဲ့အရှင်အနေနဲ့ဆန်ကျွန်တော်နေနိုင်စားနိုင်တဲ့နေနေနိုင်ပါတယ်။ကျွန်တော်မနေနိုင်တာကရက်ရှိကျွန်တော်တို့ဟိုအဲ့မှာဟိုဒိဗိမ့်မဲ့ဟိုကနော်ကျွန်တော်ဒီပြုလို့လည်းမကျွလို့မင်းနဲ့ပိတ်လောင်ထားတဲ့ပုံမှာ ပေါ့နော်ရုံချင်းပေါင်းများစွာထွက်ရပြီးတော့ပထမတော့တပတ်တစ်ခါချင်းနဲ့အဲသူတို့ရေးရကျွန်တော်တို့ကိုတဲလို့လှုပ်တယ်ဆွဲရေးရအိမ်ညာပိုင်းနဲ့မြေခွက်ကိုဆိုတော့သူတို့တက်တည်အများကြီးစစ်သွားပြီးတဲ့အချိန်မှာကျွန်မကိုစစ်တယ်နော်မခိုင်တဲ့ကိုတန်းစစ်တဲ့ကိုစစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့အမှုရဲဘူးကျွန်တော်တို့ကလည်းကိုချင်းမြောက်လောက်ကလေးကွာ ီပြစ်ဒီဥတွေကကျွန်တော်တို့မကျွလွတ်မအောင်ဒါဆွဲချက်မတင်နဲ့မအောင်ကျွန်တော်တို့ပြက်တင်နေတဲ့အခါမှာညွန့်နေရောချက်ချင်းပယ်ချတယ်။အဲခရယုံကလည်းပယ်။တန်ယုံကြမှာဒါကိုလက်ခံလိုက်တော့ဒီဟာကိုလက်ခံတဲ့အတွက်ဆိုမူလာယုံကအမှုလေးကိုယူသွားလို့အမှုလေးမရှိလို့ပြန်ချင်းနေဆိုကျွန်တော်တို့နှစ်ပတ်တခါနှစ်ပတ်တာနံပါတ်နှစ်ပတ်တခါ6ကြိမ်လောက်ချင်းတော့3လလောက်ဖြစ်လာတယ်။အဲ့အတွက်ကျွန်တော်တို့ကနောက်ဆုံး30ဒီဇင်ဘာမှာအားလုံးကိုကြီးညာပြီးစကားခံဆန်းလမ်းပြတယ်။ဒီအနေထားဖြစ်သွားတယ်။ဟုတ်ကဲ့။ အခုအဲ့လိုမျိုးအစာငတ်ခံစမ်းသပ်ရတဲ့အခါမှာပေါ့နော်အန်ဒီတို့ရဲ့အဓိကအဓိကရည်ရွယ်ချက်ကဒီမလို့အဖဲနဲ့မလို့အဖဲနဲ့ဒီတရားဆွဆူထားတာကိုရည်ရတာလားဒါမှမဟုတ်ပဲနောက်ပြီးအမိန်ချမဲ့ဟာကိုမချဘဲနဲ့ပေါ့နော်ယုံကျိန်းတွေကိုဒီအရှိကြီးပေါ့တပတ်ပြီးတပတ်ဆွဲတာကိုရည်ရတာလားဘယ်ဟာကိုအဓိကရည်ရပါသလဲရှင်ဟုတ်ကဲ့ပေါ့နော်ချုံမှုမြောင်ပြောလိုက်ရင်တော့အတူဆုံးနဲ့ပြောရရင်တော့ဒီရည်ရတာကတော့ ဆိုချက်တင်သင်မတင်သင်မတင်သင်ပါဘူးဆိုတဲ့ဟာကိုမတင်သင်ပါဘူးလို့ကျမတို့ကရှောင်တဲ့ချက်ပေးထားပြင်ဆင်ရှောင်လဲချက်ကိုလက်ခံလက်ခံလက်မခံလက်မခံမိတ်ချပေးကိုကျမတို့ကယူရတာသို့တော်လည်းကျမတို့စပြီး complaint ပြန်တက်ကြတဲ့ကွာဒီတရားဥပဒေကမတရားမှန်းမြတာတဲ့ ကျမတို့ဆွဲဆိုဖို့မထိုက်ဘဲနဲ့ဆွဲဆိုပါတယ်ဆိုတာဟိုပေါ်လွင်အောင်ကျမတို့အစတည်းကပြန်ကွန်ပလိန်တက်ထားတာတူပါပေါ့နော်လက်မခံနိုင်ဘူးဒါကြီးလို့ဆိုတော့တက်ထားတဲ့အတွက်ချေးရှိတယ်ပြောရရင်တော့ရောက်လာအောင်ပြောရရင်အခုဖြစ်နေတဲ့နေထားရေးပုံမှာပြောရရင်ဒီဥတွေနဲ့ပဲဆက်ပြီးကျမတို့တက်တည်စင်မယ်ကျမတို့ထောင်းချမယ်လို့ရင်းချမ်းသာကုန်တယ်လို့ကျမတို့ဒါမျိုးမလို့ချင်ဘူးဒီပြင်းမှုမကျွလို့ဘူးဆိုတော့နိုင်ငံတော်ကမှားယွင်းနေတဲ့တရားရင်မှန်တယ်ကိုထောက်ပြနေတဲ့အတွက်ကျမတို့ဒါအစတည်းကွန်ပလိန်တက်ထားတာတစ်ချက် ဲ့တော့မှသူတို့ကနေပေါ့တင်တင်လည်းတင်တင်နဲ့ချလိုက်ပေါ့တင်တင်ရဆက်စစ်ဆက်မှန်းချပေါ့အဲ့လိုမျိုးတင်တင်မတင်တင်ကိုတသက်မရှိဆွဲထားတာသုံးလပြစ်လာသွားတာအတွေ့ကြောင့်ကျမတို့တောင်းတာတစ်ချက်တည်းပဲတင်လည်းတင်မတင်လည်းအမေတစ်ခုကိုချပါအမင်းချန်ကျမအမင်းချပင်ကျမတို့ဟိုဟန်ဂါစထရိုက်ကိုရန်နာလိုက်မယ်ချအမင်းချန်ပြီးတမရကလတ်ပလုံးဒီဆလခဆနာပြမယ်ဆိုပြီးတော့23ရက်ဒီဇင်ဘာရက်စပြီးတော့ ကိုကိုအမိန်ချဖို့အတွက်ကိုပဲကိုကိုထောင်ချဖို့အတွက်ကိုပဲကဲထောင်ချမလားမချဘူးလားဆိုတဲ့ဟာကိုပဲ hunger strike လောက်ကြတယ်ဆိုတော့ဒါကတကယ်ထင်တာအဖြစ်မဟုတ်ဘူးလို့ကျွန်တော်တို့မြင်တယ်လေအဲ့တော့ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ဗောနော် AND ရဲ့ဒီလွတ်မြောက်လာအပအဝင်ရောဗောနော်ဒီခြုံငုံပြီးတော့တုံးသက်ပြပါအောင်ဒါပေမဲ့တရားဥပဒေစိုးမိုးမှုရှိမရှိအခြေအနေလေးကိုအော်ဒါတရားဥပဒေစိုးမိုးမှုရှိရလေခုဒါတွေကိုတနင်းကျကျနဲ့ရေမန်းစာကြီးပြောနေကြတယ်ဗောနော်တရားဥပဒေမစိုးမိုးတာတော့အစရဲကိုကတရားဥပဒေမစိုးမိုးလို့ကျမတို့ ျမတို့ပြစ်မှုမကြည့်လို့နဲ့ဥပဒေနဲ့မကန့်ညီပဲနဲ့ဇွတ်အတင်းမရရဆွဲစီပြီးတော့ဒီဥပဒေတက်ပြီးတော့ဆွဲခဲ့တဲ့အချိန်လေးရှေးရ6လနာထားခဲ့တာတရားဥပဒေမစိုးမတာထင်ရှားတယ်။အဲနောက်တကယ်လည်းပဲတရားဥပဒေသူ့စိုးမမယ်ဆိုသူ့လမ်းကြောင်းတိုင်းသွားမယ်ဆိုရင်ကိုပထမရဲတွေစစ်တမ်းနဲ့တော်တော်ပေါ်ပေါက်နေ။ဒါဆိုလည်းသူတို့အောင်ရုံကနေမင်းချနိုင်လို့ဆိုရင်မှန်မှန်ကန်ကန်ဆိုချလို့ရတယ်။ဒါပေမဲ့အထက်အာဏာတွေကသူ့စိုးသူ့ရဲ့အထက်မှာမရှိဘူးဆိုမှရှိနေသေးတဲ့အာဏာတွေကြောင့် မင်းချမ်းလည်းအထက်ဆင်းဆင်းပဲကျွန်တော်ချက်ချက်ပဲချလိုက်တယ်အဲတရားဝင်စုံမှုမရှိသေးဘူးလို့ကျွန်မပြောချင်တယ် အန်ဒီရဲ့လုပ်ရက်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒါဈေးရဲမွေးတမှုပပျောက်ရေးအတွက်ကိုပေါ့နော်အထောက်အကူဖြစ်စေတဲ့ဟိုလုပ်ငန်းစဉ်တွေတွေ့ရပါတယ်ပေါ့နော် တကယ်ကိုအန်ဒီကနောက်ပိုင်းဆိုရင်ဒါလာမဲ့ပေါ့နော်လာမဲ့နောက်ပိုင်းအခြေအနေတွေမှာတကယ်ဈေးရဲမွေးတမှုပပျောက်ရေးအတွက်ပေါ့နော်အခုလိုမျိုးဟိုစင်ဟိုအခွင့်အရေးတွေတောင်းဆိုမဲ့ပေါ့နော်မတရားတာတွေကိုတတ်နိုင်သလားအန်ဒီအနေနဲ့အဲကြိုးစားပန်းစားဖြေရှင်းခြင်းပဲဆိုရင်အန်ဒီအပြင်ကတခြားအဖွဲ့အစည်းတွေနဲ့ပေါ့ဒီလက်တွဲပြီးဆောင်ရွက်သွားဖို့ရှိပါသလားရှင် อ๋อဒါကတော့လေဟိုအထူးတောင်ပြောစရာမလိုလို့ထင်ပါတယ်။ဘယ်ကိစ္စမှမဆိုလက်တွဲဆောင်ရွက်ပြီးအတူတူလုပ်နိုင်မှဟိုအင်အားကြီးလေပေါ့နော်။ပေါင်းစပ်မှုအင်အားကြီးလေကြီးလေပို့ပြီးအောင်မြင်လေပဲလေ။အဲ့တော့ပေါင်းစပ်လို့ရနိုင်တဲ့နေရာရအောင်လုပ်ပြီးတော့ဟိုလုပ်နိုင်မှသာလေ ကျွန်တော်တို့သွားချင်တဲ့လမ်းကြောင်းကိုရောက်မယ်ဒီဆင်းရဲမွတ်တင်ပပျောက်ရေးဆိုတာလည်းပဲစကားဖြစ်နေပြောနေတာမဟုတ်ဘဲတကယ်ပပျောက်ရေးကိုကိုရောစိတ်ပါပေါ့နော်နိုင်ငံတော်သမိုင်းသူပြောတဲ့စကားနဲ့သူတို့အချိုးရေးပိုင်းတွေရောလူတို့ရောလူတို့ရောဘာမှလုပ်လို့မရဘူးပေါ့နော်ပပျောက်ရေးဆိုသူတို့လုပ်ပြီးမှရမ်းအပိုင်းအများကြီးတာနိုင်ငံတော်လုပ်ပြီးမှရမ်းအပိုင်းတွေရှိတယ်ပေါ့မလုပ်ပြီးမရတယ်အဲ့တော့အခုဟာတော့ဆင်းရဲမွတ်တင်ပပျောက်ရေးဆိုတာစကားဖြစ်နေလှပအောင်သာတုံးနေပြီးတော့တကယ်ချင်မပပျောက်ပါဘူးဘာလို့လဲဆိုတော့ဒီကနေ့ဒီအမြင်ပြဿနာတွေဖြစ်တဲ့လူတွေ ပြဿနာဖြစ်တယ်ထားတာအလုံးစုံပြဿနာမပြောလို့မပြောကြင်သေးဘူးပေါ့နော်လျံမြေကတော့ကျွန်မလက်တွေ့ထဲထဲဝင်လုပ်နေတဲ့အခါမှာလျံမြေဥပဒေတွေကိုလည်းကြည့်လိုက်တဲ့အခါမှာဒီကနေ့ထပ်ပေါ်လာတဲ့လွတ်တော်တဲ့ထွက်တဲ့လျံမြေဥပဒေကလည်းလျံသမားတွေဘက်ကမျက်နှာမလိုက်ဘူးဥပဒေမြေလက်မြေလက်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေပုံမှန်26 29 28 29မှာဆိုလို့ရှိရင်ရဲရဲပိုင်တော်မှုဆိုပုံမှန်30တက်ပြီးသားတယ်ဟာလာဝင်ရောက်ဖြည့်စင်းထောင်တန်းဘလောက်ငွေတန်းဘလောက်အဲ့လိုတွေပေါ့နော် လဲသမတ်သူပိုင်နေမြေဆိုသူဝင်မဲ့ဟာကိုကုမ္ပဏီဘက်ကိုခရိုနီဘက်ကိုဘယ်နဲ့သာပြေးထားပြီးတော့အကျွတ်ကျော်ဝင်ရအောင်ဘလို့ဟန်ဟန်ထားနောက်ရှင့်ဘလို့ဆိုတော့အဲ့တော့ဒီလဲသမားကဘောနော်သူတို့ရဲ့ဘဝတွေဘောနော်ကားဝယ်ဖို့တိုက်ဆောက်ဖို့တာသမီအင်္ဂလိပ်စာတက်ဖို့ကွန်ပျူတာတက်ဖို့မဟုတ်ဘူးသူတို့ဘိုက်ဝါဖို့လေသူတို့ငတ်နေတယ်အားပြဿနာရှင်းဖို့လေသူတို့လေလေသူတို့ပြန်ရမထွန်နိုင်ရနိုင်မာကိုတောင်းအခြေခံအလုပ်ကိုတောင်းမလုပ်မပေးနိုင်ဘူးဆိုရင် ခုဒီကနေ့တမန်ကြီးပြောနေရဲ့ပေါ့နော်လက်သမားနဲ့ပတ်သက်တဲ့ damage ပြဿနာ900လောက်ရှိရထရာ30လောက်ပဲဖြစ်ရှင်းပြီးသေးတယ်ဆိုရင်ဘလို့လို့ကျွန်တော်ဆင်မွေးတင်းမှုပါကြောက်နိုင်မလဲဒီဖြစ်ရှင်းပြီးတဲ့30ထဲမှာလည်းပဲ၄ဘုံမုံတစ်ဘုံလောက်ကတည်းကလက်သမားကိုအနိုင်ပေးထားတယ်ကျန်တဲ့ဟာလည်း chronic တွေဒီစစ်ဖို့ချုပ်တွေရပဲပြန်နိုင်သွားတယ်မှန်မှန်နိုင်မှုလည်းမဟုတ်တဲ့အတွက်ကြောင့်ဆင်မွေးတင်းမှုမှာပါပြမှုကဆိုတာ short chain တပတ်ပြရည်ဆိုတာအင်တန်အလှမ်းကြီးလေးတယ်ဒါဟုတ်စကားအဖြစ်မဟုတ်ဘူးလက်တွေ့ဖြစ်အောင်လုပ် ဖို့လဲလို့လဲလုတ်ပေးပါလို့တောင်းဆိုချင်တယ်အခုလို့ဖြစ်ကြပြီးအတွက်ကျွန်တော်တို့ TVB ရုံမြင့်တန်းကြားကနေကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါ thank you